ပြီးတော့ဝယ်လေးအန်တီရဲ့လေဒီလက်မောင်းကဘာဖြစ်လဲ။အော်အဲ့ဒါနှင်းဟူဟာနှင်းဟူဖြစ်တာလေ။နှင်းဟူဟုတ်လား။အင်းနှင်းဟူအဲ့ဒါနှင်းဟူပေါက်တယ်လို့ခေါ်တယ်ဟာ။နှင်းဟူဆိုတာဒါလူတိုင်းပေါက်တဲ့ရောဟာတခုပဲလေ။ ြစ်တာလဲဆိုတော့နှင်းကူကကြတော့ဘယ်လိုပြရမလဲအရေပြားကပေါ့နော်ဒီအရေပြားမှာဆိုလို့ရှိရင်ခြေတို့လက်တို့ပြုလို့ရှိရင်ဥမီပြားတွေတထောင်စစ်တွေပြုလို့ရှိရင်ခန္ဓာကိုယ်တွေမျက်နှာမှာလည်းပောက်တာမျိုးရှိတယ်ဟာအင်းအဲ့ဒါကြောင့်မလို့ view site ဖို့လိုရတယ်လေပြီးတော့နှင်းကူပါဘူးဆိုလို့ရှိရင်သူကဟိုဘယ်လိုပြရမလဲဒီမှာဆိုလို့ရှိရင်နင်းကွာလူလက်မှာပေါက်တယ်မလားတဖြည်းဖြည်းနဲ့ရားလို့ရှိရင်ကုန်းမိတတ်တယ်ကုန်းမိအခါမျိုးမှာဆိုလို့ရှိရင်အရေးပြားကပုံးပဲ့ပြီးတော့ကိုယ့်အထွက်လာတတ်တယ်ဟာ အဲ့လိုမျိုးကိုယ်အဲ့နေတဲ့အချိန်မှာဆိုလို့ရှိရင်ဒါကပိုးဝင်ဖို့အများကြီးလက္ခဏာပဲဘာလို့ပိုးကိုဖိတ်ခေါ်နေလို့ဖြစ်နေရလဲအကြီးသားရကိုယ်အဲ့နေတဲ့အတွက်အဲ့ဒါကြောင့်မလို့တတိထားဖို့လိုအပ်တယ်ဟာ တချို့ကကြတော့ငငယ်တော့ပေါက်တဲ့နှင်းကပျောက်သွားပြီမဲ့နည်းနည်းအသက်အရွယ်ရလာလို့ပြန်ပြီးတော့အသက်ကြီးလာတဲ့အခါကျလို့ရှိရင်စိတ်ပီစမှုများရမယ်ဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှင်လည်းနောက်တစ်ခုကဟိုအိမ်မှာရှိရပေါ့နော်မှဲ့တို့တန်းတို့မှွားကောင်တို့ပြီးတော့ချက်ဘိုးတို့အဲ့အရာကြောင့်ပဲဖြစ်ဖြစ်အစားအစာတစ်ခုခုနဲ့မတည့်ရင်ပဲဖြစ်ပေါ့နော်အစားအစာတစ်ခုခုကြောင့်လေဒီနှင်းကပြန်ပြီးတော့ပေါက်လာတဲ့ဟာအင်းမန်းကကြတော့တက်တောင်လုံးလို့ရတဲ့နည်းလေးလည်းရှိတယ်ပြောပါဦး အဲ့ဒါကဘာလဲဆိုတော့ဟိုတနေ့တခါရေနွန်းနွန်းလေးနဲ့ရေစိမ်ချိုးပေးရမယ်ရေချိုးပေးရမယ်လို့နော်ပြီးပြီဆိုလို့ရှိရင် moisturizer လိမ့်ပေးရမယ်အင်းတခုတတိထားမှာကြတော့ဆက်ပြာမှွှင်းလို့နဲ့ဆက်ပြာရေနောက်ပြီးတော့ဆက်ပြာအပြင်းစားရေမသုံးပါဘူးဟာဟိုဆက်ပြာသုံးမဲ့အစားကို moisturizer လေးပဲသုံးပေးလို့ရတယ်အဓိကကတော့အဆိုတက်ပါတဲ့ဆေးရည်လေးပြီးလို့ရှိရင်အသားရည်နူးညံ့ဆိုပြီးဆေးရည်ဆေးရည်အဲ့ဒါတွေကိုရေစိမ်ချိုးတဲ့အခါမှာဆိုလို့ရှိရင်လေရေချိုးခံလေးကိုထည့်ပြီးချိုးပေးတင်တယ်ဟာ อืมပြီးတော့နောက်တစ်ခုကကြတော့လေချိုးပြီးရအောင်လဲ moisturizer လင်းပြရမယ်အဲ့လိုလင်းပြီးမှအသားရည်ကနူးမြတ်စုပ်ပြီးပြီးတော့ဒီနှင်းခုဆိုတော့တဖြည်းဖြည်းနဲ့ပြောက်သွားမှာလीပြီးတော့အသားရည်6တွေ့တန်းကိုပေါ့နော်အသားရည်6တွေ့တဲ့အခါတန်းကိုအဲ့ moisturizer လေးဖိပြီးလင်းပြရမယ်ဟာအဲ့လိုမျိုးတကယ်လို့ပေါ့နော်ညာရင်မယ်ဆိုလို့ရှိရင်လည်းလိုအပ်မယ်ထင်လို့ရှိရင်လက်ကိုလက်ရည်ဆွပြီးတော့အိပ်ပေးရမယ်ဟာပြီးတော့လက်သေးရှည်နဲ့မကုတ်မိဘူးလဲထိမ့်ပေးရမယ် ပြီးတော့နောက်တစ်ခုကကြတော့လက်သင်းရှင်ရင်ဆိုလို့ရှိရင်လည်းပုံမှန်လက်သင်းညှက်ပေးဖို့လိုအပ်တယ်ဟာတကယ်လို့အရာတတရှင်ရင်ဆိုလို့ရှိရင်တော့ဗောနော်ဒီအရာပြောက်စေးတောက်ပေးရမယ်အရာပြောက်စေးလိမ့်ပေးရမယ်နောက်တစ်ခုကကြတော့အိတ်စေးတောက်ပြီးအိတ်မယ်ဆိုလို့ရှိရင်လည်းအဆင်ပြေရမယ်အော်နာနောဝတ်ချေနောက်ပြီးတော့ဒီပေါ်တော့ရှားမဲ့ခဏကိုရှားမဲ့တုံးမှုတွေအဝတ်ချေပေါ့အဲ့ဒါမျိုးတွေကိုမဝတ်တင်ဘူးခွင့်မယ်ဆိုလို့ရှင်အင်းရဲ့ပေါ့ပါတဲ့ချိတဲ့အဝတ်စားလေးတွေကိုပဲဝတ်တင်တယ် နောက်တစ်ခုကကြာအဝိစားကိုစက်ပြာနဲ့ပေါ့နော်တေးချာစင်ကြာလို့လျှော်ပေးဖို့လိုရတယ်ဟာပြီးတော့စက်ပြာကိုလည်းစင်အောင်လို့ရေနဲ့အချက်ချက်စေးပြီးတော့လျှော်ပေးဖို့လိုရတယ်မသိဘူးလေဒါပဲဖြစ်နေလို့ပဲဩညလည်းငါအနည်းကိုစေးသားနဲ့ပြပြရလေဟာဒီတော့ငါဒီဈေးရပြန်လာလေဘာမှမလုပ်ပဲဒီတိုင်းအလုံးဖုံရရဲတာဟုတ်သားပဲငါပဲပြန်လာလို့ရှင်တော့စူထဲရတော့လေကဲကဲကဲအဲ့ဒါဆိုရင်ဒီကဘာကိလို့ပြမယ်လေဟေးဟဲ့ညချက်တယ်လို့လား ချက်ဝေတာတွေပြောရပါတယ်อืมထင်သားပဲကဲနေပါစီရောဟဲ့ငါ့ကိုလေးကြက်တုံလေးပါလေးပဲဝိုင်းမှုဖော်ပြီးနော်